ရုပ်ရှင်ဝါသနာရှင်တွေအနေနဲ့ဟောလိဝုဒ်လို့ဆိုလိုက်တာနဲ့ကဘာပေါ်မှာအကြီးကျယ်အခမ်းအနားဆုံးသော ရုပ်ရှင်တွေကိုဖန်တီးထုတ်လုပ်နေတဲ့အမေရိကန်နိုင်ငံရဲ့ရုပ်ရှင်စတူဒီယိုကြီးတစ်ခုဖြစ်တယ်ဆိုတာအားလုံးသိကြမှာပါဒီနေ့ဗီဒီယိုလေးမှာတော့အဲ့ဒီဟောလိဝုဒ်ဖြစ်ပေါ်လာပုံအကြောင်းကိုဗဟုသုတရနိုင်စေဖို့အတွက်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်အမေရိကန်ရဲ့ရုပ်ရှင်အစကိုကြည့်မယ်ဆိုရင်ဟောလိဝုဒ်ဖြစ်တည်မဲ့ကယ်လီဖိုးနီးယားပြည်နယ်နဲ့ဝေးကွာလာတဲ့နယူးဂျာစီပြည်နယ်ကနေစတင်ခဲ့တယ်လို့ဆိုနိုင်ပါတယ် 1982ခုနှစ်ကနယူးဂျာစီပြည်နယ်မှာတောမက်အက်ဒီဆင်ဟာရုပ်ရှင်ရဲ့မူလအစလို့သတ်မှတ်ကြတဲ့ Kinetoscope နည်းပညာကိုတီထွင်အောင်မြင်ခဲ့ပါတယ်။အဲဒီမှာ Black Maria Edison Studio ကိုတည်ဆောက်ပြီးပြသခဲ့ရမှာလူကြိုက်များခဲ့ပါတယ်။ထိုနည်းပညာပြန့်နှံ့ပြီးရုပ်ရှင်ပညာထွန်းကားလာရမှာ1908ခုနှစ်မှာရုပ်ရှင်ကုမ္ပဏီတွေပေါ်ပေါက်လာခဲ့ပါတယ်။ဒါပေမဲ့ Edison ဟာ သူ့ရဲ့နီးပညာကိုတူဦးတဲမူပိုင်ခွင့်ယူကလဝက်ကြီးအုပ်ထားခဲ့လို့တခြားသောရုပ်ရှင်ရက်ကူးလိုသူတွေဟာအခက်တွေ့နေကြရပါတယ်။အဲ့ဒီလိုနဲ့ရုပ်ရှင်ကုမ္ပဏီတွေဟာနယူးဂျာစီပြည်နယ်ဟာရုပ်ရှင်ရက်ကူးရန်အကောင်းဆုံးနေရာတစ်ခုမဟုတ်လို့အက်ဒီဆင်ရဲ့မူပိုင်ခွင့်နဲ့ကင်းလွတ်နိုင်မဲ့အကောင်းဆုံးနေရာတစ်ခုကိုရှာဖွေခဲ့ကြပါတယ်။အမေရိကန်နိုင်ငံမှာဟောလိဝုဒ်ဆိုပြီးဖြစ်လာမဲ့ကယ်လီဖိုးနီးယားပြည်နယ်လော့အင်ဂျလီမြို့အနီးမှာတောင်ကုန်းနဲ့လွင်ပြင်ဒေသတွေရှိပါတယ်။ရင်းနှံတူးဆင်တွေနဲ့ မွေးမြူရေးခြံတွေလောက်သာရှိတဲ့အဲ့ဒီဒေသမှာလူတွေကလည်းကျဲတာကြောင့်ရုပ်ရှင်ရိုက်ကူးရန်ရွေးချယ်ဖြစ်ခဲ့ကြပါတယ်။မူလအစကထိုနေရာမှာဟောလိဝုဒ်လမ်းဆိုတဲ့နာမည်နဲ့တီချာရောက်ွက်ငယ်တစ်ခုရှိနေခဲ့ပြီးလမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့နေရာတစ်ခုလည်းဖြစ်ခဲ့ပါတယ်။နယူးဂျာစီပြည်နယ်ကအက်ဒီဆင်ရဲ့ရုပ်ရှင်မူပိုင်ခွင့်အောက်ကနေလွတ်မြောက်လူကြတဲ့ရုပ်ရှင်ကုမ္ပဏီတွေဟာထိုနေရာကိုရောက်ရှိလာကြပြီးဖွံ့ဖြိုးတိုးတက်စေခဲ့ကြပါတယ်။နောက်ပိုင်းမှာတော့ဟောလိဝုဒ်လမ်းအစဟောလိဝုဒ်ဆိုပြီးတော့ပဲအလွယ်ခေါ်ဖြစ်လာကြပါတယ်။ ဒီလိုနဲ့ရုပ်ရှင်လုပ်ငန်းတွေအောင်မြင်လာတာနဲ့အမျှနာမည်ကြီးတွေရွှေ့ပြောင်းနေထိုင်မှုများပြားလာပြီးဟောလိဝုဒ်သာမကအနီးနက်ကဗာဗယ်လီဟဲရက်ကွက်မှာပါဖွံ့ဖြိုးတိုးတက်ကုန်ကြပါတယ်။ဟောလိဝုဒ်ရဲ့ပထမဆုံးရုပ်ရှင်ထုတ်လုပ်ရေးစတူဒီယိုဖြစ်လာတာကတော့ Nestor Studio ပါ1912ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီးနောက်ပိုင်းမှာတော့ Universal Studio ဆိုပြီးဖြစ်လာခဲ့ပါတယ်။ဟောလိဝုဒ်မှာပထမဆုံးရုပ်ရှင်စတင်ရိုက်ကူးခဲ့တာကတော့ Gunwin Director ကြီး David Wood Graphic ရဲ့ The Best of a Nation ဆိုတဲ့ရုပ်ရှင်ပါပဲ။ဒီရုပ်ရှင်ဟာ လူအများရဲ့စိတ်ဝင်စားအားပေးမှုခံခဲ့ရတယ်လို့ဝင်ဝင်များစွာလည်းရရှိခဲ့ပါတယ်။နောက်ပိုင်းမှာရုပ်ရှင်စတူဒီယိုတွေများစွာပေါ်လာခဲ့ပြီး 20th Century Fox, Paramount, Warner Bros, RKO နဲ့ MGM Studio တို့ဟာ Hollywood ရဲ့အဓိကစတူဒီယိုကြီး၅ခုဖြစ်လာခဲ့ပါတယ်။ Columbia နဲ့ Universal Studio တို့ကလည်းအသေးစားစတူဒီယိုမှတဖြည်းဖြည်းတိုးတက်လာခဲ့ကြပါတယ်။ရုပ်ရှင်ရုံရဲ့လို့အတိတ်ကြမရှိသေးခြင်းကကြားစက်ရုံများနဲ့ညှိနှိုင်းပြီးပြသခဲ့ရမှာ ပရိသတ်တွေများပြားလာသည်နှင့်အမျှအတီတကြားရုပ်ရှင်ယုံတွေကိုလိုင်စင်နဲ့တိစောက်လာကြပြီးနိုင်ငံအနှံ့မှာရုပ်ရှင်ယုံတွေများပြားလာခဲ့ပါတယ်။ဒီလိုနဲ့20ရာစုအစောပိုင်းကာလတွေမှာအမေရိကန်နိုင်ငံမှာအတန်တဲရုပ်ရှင်ယုံတွေကစ်စားလာသလိုတရုတ်ဆောင်ကျယ်ပွင့်တွေလည်းများစွာပေါ်ထွက်လာခဲ့ကြပါတယ်။ရခင်အော်ပရာပြဇက်ပရိသတ်တွေဟာလည်းရုပ်ရှင်ပရိသတ်တွေအဖြစ်ပြောင်းလဲလာကြပါတယ်။1928ခုနှစ်မှာ Warner Bros Studio ကကမ္ဘာမှာပထမဆုံး ရုပ်နဲ့အတန်နဲ့တထက်တဲကြတဲ့ရုပ်ရှင်အဖြစ်တကြက်စင်းကဆိုတဲ့ရုပ်ရှင်ကိုဖန်တီးထုတ်လုပ်လိုက်ပါတယ် Wait a minute. အဲ့အရင်နောက်ပိုင်းကစပြီးအတန်တဲ့ရုပ်ရှင်ခစ်ကုံဆုံးသွားပြီးအတန်ပါတဲ့ရုပ်ရှင်ခစ်ကိုတိုးတက်ပြောင်းလဲသွားပါတယ်။အတန်ပါတဲ့ရုပ်ရှင်စနစ်အတွက်တယုတ်ဆောင်လုတ်တဲ့အခါမှာရုပ်ရည်ချုံမပြပြယုံတယုတ်ဆောင်တဲ့ယုံနဲ့မရတော့ပဲအတန်ကောင်းဖို့အတွက်ပါလိုအပ်လာခဲ့ပါတယ်။အဲ့ဒီအခါမှာ အတန်တရရုပ်ရှင်ခက်ကအတန်မွေးဝမ်းကြောင်းအဖြစ်လောက်ကင်ခဲတဲ့တယောက်ဆောင်တွေဟာစကားပြောရတဲ့အခါအတန်မကောင်းခြင်းစကားလုံးတွေကိုမှတ်မှတ်နိုင်ခြင်းစတဲ့အခက်ခဲတွေကြောင့်တယောက်ဆောင်အတော်များများဟာအလောက်ကနေရန်နှလိုက်ရပါတယ်။ Warner Brothers Studio ရဲ့ Fighter Phone ဆိုတဲ့ကရိယာနဲ့အယုံနဲ့စကားပြောတဲ့ထတ်တူကြစေတဲ့ Fighter Phone Talkies နဲ့ဟာအလွန်ရေပန်းစားလာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီစနစ်ကိုပိုင်ဆိုင်တဲ့ ERPI ကုမ္ပဏီရဲ့တူရဲလဝက်ကြီးအုပ်မှုကိုတွန်းလှန်ရန်အတွက်နောက်ပိုင်းမှာ ဖိုတိုဖုန်းစနစ်နဲ့အတန်အတွင်းလုပ်ငန်းကိုလုပ်ကင်လာကြပါတယ်။ဟောလိဝုဒ်ရဲ့ Vip5 လို့သတ်မှတ်ကြတဲ့ 20th Century Fox, Paramount, Warner Bros, RKO နဲ့ MGM Studio တို့ဟာရုပ်ရှင်လုပ်ငန်းအောင်မြင်လာတာနဲ့အမျှနိုင်ငံတဝန်းမှာရှိတဲ့ကြဆက်ယုံတွေကိုဝယ်ယူပြီးကိုပိုင်ရုပ်ရှင်ယုံအဖြစ်အသီးသီးတည်ဆောက်ထားကြပါတယ်။1930ဝန်းကျင်ကာလတွေမှာ American နိုင်ငံရဲ့ရုပ်ရှင်ယုံတွေအားလုံးနီးပါးကို Deep Vip5 Studio ကြီးငါးခုကပိုင်ဆိုင်ခဲ့ကြပါတယ်။အဲ့ဒီအချိန်က Hollywood ရဲ့ရုပ်ရှင်စတူဒီယိုတွေလက်အောက်မှာ တရုတ်ဆောင်တွေဒရိုက်တာတွေစာရေးဆရာတွေနဲ့လက်မှုပညာရှင်နှီးပညာရှင်တွေကိုစီရှိကြပြီးလစာကိုလည်းအစဉ်အတန်းလိုက်ပေးထားကြပါတယ်1930ဝန်းကျင်နှစ်ကစလို့ဟောလိဝုဒ်ရဲ့ရွှေခေတ်အစပိုင်းကာလတွေဟာ MGM Studio ကသာလွှမ်းမိုးထားပြီးဟောလိဝုဒ်ရဲ့ထိတ်တန့်တရုတ်ဆောင်ကျယ်ဝင်များစွာကိုမွေးထုတ်ပေးနိုင်ခဲ့ပါတယ်ဟောလိဝုဒ်ရုပ်ရှင်လောကရဲ့နောက်ထပ်အောင်မြင်မှုတစ်ခုကတော့ Walt Disney Studio ကတွန်းရုပ်ရှင်မှာပဲ1938ခုနှစ်မှာထုတ်လုပ်ခဲ့တဲ့ Snow White and the Seven Dwarfs ကတွန်းရုပ်ရှင်ဟာ ရုပ်ရှင်အလုံးကိုကြော်တက်ပြီးတော့တနစ်စာလုံးအတွက်ဝင်ငွေအကောင်းဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ဟောလိဝုဒ်ရဲ့ခေတ်ဥတ္တမိုင်းမှာ Snow White ကတွန်းရုပ်ရှင်ဟာဝင်ငွေအများဆုံးရုပ်ရှင်ဖြစ်တယ်လို့1938ခုနှစ်မှာတွေ့တဲ့ Gone with the Wind ဆိုတဲ့ရုပ်ရှင်ကတော့အောင်မြင်မှုအကြီးဆုံးရုပ်ရှင်အဖြစ်သတ်မှတ်ထားကြပါတယ်။အဲ့ဒီအချိန်ကရုပ်ရှင်ပညာသည်တွေဟာ Studio တွေရဲ့တင်းကျပ်လာတဲ့စာချုပ်စည်းမျဉ်းတွေအောက်မှာစကားများများရိုက်ချင်တော့လေရိုက်ခွင့်မရခဲ့ကြပါဘူး။နောက်ပိုင်းမှာ American နိုင်ငံရေးသမား William Harrison Hayes က MPPTA လို့လူတီများတဲ့ရုပ်ရှင်စတူဒီယိုများအသင်းကိုတီထောင်ခဲ့ပြီးစီးပွားရေးအရာမတရားအမျက်ထုတ်တဲ့စတူဒီယိုတွေကိုတရားစွဲရမှာစားကြုံနဲ့ထိန်းထားသောတရုတ်ဆောင်တွေနဲ့ဤပညာရှင်တွေကိုလွတ်လပ်ခွင့်ပေးခဲ့ရပါတယ်အဲ့ဒီအပြင်စတူဒီယိုကြီးတွေဟာရုပ်ရှင်ယုံတွေအားလုံးဒီဘက်ကိုပိုင်ဆိုင်နေတာမို့သူတို့ထုတ်လုပ်တဲ့ရုပ်ရှင်တွေကိုသာဦးစားပေးပြီးပြသကြပါတယ်။အဲ့ဒီအခါမှာစတူဒီယိုငယ်လေးတွေအတွက်ခက်ခဲစေခဲ့လို့ Paramount Studio ကိုရုပ်ရှင်ယုံလဝကြီးအုပ်မှုနဲ့တရားစွဲရကနေ Hollywood ရဲ့ကြီးငါးကြီးစတူဒီယိုတွေအားလုံး ရုပ်ရှင်ယုံတွေကိုလဝကြီးအုပ်ထမှုကနေနောက်ဆုတ်ပေးခဲ့ရပါတယ်။ဒါကြောင့်လဲစတူဒီယိုငယ်လေးတွေအတွက်အခွင့်အလမ်းတွေကောင်းလာပြီး Universal နဲ့ Columbia တို့လိုစတူဒီယိုတွေဟာလည်းအင်အားကြီးလာခဲ့ပါတယ်။ Hayes ရဲ့ MPPTA အဖွဲ့အစည်းဟာနောက်ပိုင်းမှာ MPAA လို့ခေါ်တဲ့ American ရုပ်ရှင်အစည်းအရုံးဖြစ်လာခဲ့ပါတယ်။ Hayes ဟာ American ရုပ်ရှင်ရဲ့စင်စာမူဝါဒစည်းမျဉ်းကိုလည်းဖန်တီးခဲ့ပြီးအဲ့ဒီစည်းမျဉ်းတွေကို Hayes Scope ဆိုပြီးခေါ်ဝေါ်သတ်မှတ်ကြပါတယ်။ Hollywood ရုပ်ရှင်တွေရဲ့လိမ်မှုအသားပေးပြကွက်တွေ ချမ်းတမ်းရက်ဆက်သောပြောက်ွက်တွေနဲ့နိုင်ငံရေးလူမျိုးရေးဘာသာရေးထိပါမှုစတာတွေကိုစီစစ်ပြီးဖျက်တော့ခဲ့ပါတယ်။ဒါပေမဲ့1960ခုနှစ်နောက်ပိုင်းမှာတော့ဒီစင်စားမှုဝါဒစည်းမျဉ်းတွေဟာရုပ်ရှင်တီထွင်စမ်းသစ်ထုတ်လုပ်မှုကိုစိုးရိမ်လာစေတာကိုသိလာလို့ပယ်ဖျက်ပြီး rating လို့ခေါ်တဲ့အစင်းသက်မှတ်ချက်နဲ့အစားရိုးပြောင်းလဲခဲ့ပါတယ်။ကလေးတငယ်မကြည့်တဲ့သောအမျိုးအစားမိသားစုနဲ့အတူမကြည့်တဲ့သောအမျိုးအစားအသက်18နှစ်အောင်မကြည့်ရသောအမျိုးအစားစသဖြင့်တတ်မှတ်ခဲ့ကြပါတယ်။ နောက်ပိုင်းဟောလိဝုဒ်ဟာရုပ်ရှင်ထုတ်လုပ်ရေးသာမကဘဲရုပ်မြင်သံကြားစနစ်ပါထွန်းကားလာမှုနဲ့အတူတေးဂီတာလုပ်ငန်းများသည်လည်းဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။ဒီပညာတစ်ဆင့်ပြီးတစ်ဆင့်ပြောင်းလဲလာမှုနဲ့အတူဗီဒီယိုအခွေစနစ်များစတင်ထွန်းကားလာချိန်မှာတရမုံဝင်ထုတ်လုပ်ပြန့်ချိန်မှုတွေလည်းပေါ်ပေါက်လာခဲ့ပါတယ်။ MPAA ဟာခိုးကူတိုက်ဖျက်ရေးအတွက် Flint Security Office ကိုတည်ထောင်ပြီး American Concrete လွတ်တော်အထိတင်ပြတောင်းဆိုကာခိုးကူအနေအကိုထိရောက်စွာနှိမ်နှင်းခဲ့ပါတယ်။ပြည်ရင်းသားမကား တရုတ်နိုင်ငံလိုခိုးကူးတောင်းချမ်းတဲ့နိုင်ငံတွေအထိပါနိုင်ငံတော်အဆင့်အနည်းဖြင့်တွဲဆုံဆွေးနွေးပြီးခိုးကူးတိုက်ဖြတ်ရေးအတူပူးပေါင်းဆောင်ရွက်မှုဆိုင်ရာသဘောတူစာချုပ်တွေကိုချုပ်ဆိုရင်ကာကွယ်တားဆီးစီခဲ့ပါတယ်ဒီလိုနဲ့ဟောလိဝုဒ်ရဲ့ရုပ်ရှင်ထုတ်လုပ်သူများဟာအကျိုးစီးပွားတိကျမှု ਨੇ ပါလာပြီးအမျက်အစွန်းများစွာရရှိလာခဲ့တဲ့အတွက်ရုပ်ရှင်တွေမှာယင်းနှမြုံနှံမှုပုံမလုံးနိုင်လာခဲ့ပါတယ်နိုင်ငံတကာကအမှုပညာရှင်များကလည်းဟောလိဝုဒ်ကိုရောက်လာချပြီးဘဝကိုမြုံနှံကနေရာတနေရာရဖို့ပြိုင်ဆိုင်လာခဲ့ကြပါတယ်ဒါကြောင့်ဟောလိဝုဒ်ဟာ ူးချွန်ပြောင်ပြောင်းတဲ့ဒရိုက်တာတွေတရုတ်ဆောင်တွေနဲ့အမှုပညာရှင်များစွာကိုမွေးထုတ်ရနေရဖြစ်လာသလိုအကောင်းဆုံးသောရုပ်ရှင်တွေထုတ်လို့ရရုပ်ရှင်မျိုးတော်ကြီးလည်းဖြစ်နေပါတယ်ခေတ်အဆက်ဆက်ကအမှုပညာရှင်အတက်ပညာရှင်နဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ကြိုးပမ်းမှုတွေကြောင့်ဟောလိဝုဒ်ကအမှုပညာရှင်တွေဟာအရေးသွေးမြင့်တက်မြင့်သောရုပ်ရှင်တွေကိုဖန်တီးနိုင်ခဲ့ကြပြီးယနေ့ကမ္ဘာရုပ်ရှင်လောကမှာစီးပွားရေးအရာရောဤပညာအရာပါနံပါတ်၁အဖြစ်ဆက်လက်ဖြစ်တည်လျက်ရှိနေပါတော့တယ်ခမညာ